မင်္ဂလာပါရှင်ကျမတို့ရဲ့ news and it မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကို တင်ဆက်ပေးနေရပဲဖြစ်ပါရှင်။ပထမအဆုံးတော့အနေနဲ့ Israel Iran စနေရဲ့ကြားစစ်ပွဲရစဲဖို့သမ္မတထရန်ချင်ညာဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ကတနင်္လာနေ့မှာ Israel နဲ့ Iran ကြားပြည်ခတ်ရေးဆေးရေးပြေဝအသဘောတူညီခဲ့ပြီလို့ကြေညာလိုက်ပါတယ်။ တဟာတီရန်ကနေလူပေါင်းတန်းနဲ့ချီထွက်ပြေးခဲ့ရပြီးစစ်ပွဲတွေဖြစ်စီထားတဲ့ဒေသမှာနောက်ထပ်ပဋိပက္ခတွေပိုကြီးထွားလာမှာကိုစိုးရင်ခဲ့ရတဲ့စနစ်ရကြစစ်ပွဲကိုအဆုံးသတ်နိုင်ချေရှိပါတယ်။အစ္စရေးကတော့အီရန်ဟာနျူကလ িয়ার လက်နက်ရယူဖို့နီးစပ်နေပြီလို့ဆက်ဆွဲပြီးရအောင်။အမေရိကန်ရဲ့ပူပေါင်းကဒီအပိုင်းမှာအီရန်ရဲ့နျူကလ িয়ার စေယုံတွေကိုတိုက်ခိုက်ခဲ့တာပါ။အရာရာတိုင်းအဆင်ပြေမယ်လို့ယူဆပြီးတကယ်လည်းအဆင်ပြေမှာပါ။စနေရကြစစ်ပွဲလို့ခေါ်တဲ့ဒီစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့တဲ့ သတ္တိရှိမှုကြံခိုင်မှုနဲ့ဉာဏ်ပညာရှိမှုတို့အတွက်နိုင်ငံတစ်ခုစလုံးဖြစ်တဲ့အစ္စရေးနဲ့အီရန်ကိုဂုဏ်ပြုလိုပါတယ်လို့ထရန်ကသူ့ရဲ့ True Social မှာရေးသားခဲ့ပါတယ်။ပြစ်ခတ်ရစေးအခြေအနေထရန်ရဲ့ရေးသားချက်ကိုအစ္စရေးဘက်ကချက်ချင်းမဲချက်ပြတာမရှိသေးပါဘူး။အီရန်ရရှိသူကတော့တီဟီရန်ကအပြစ်ခတ်ရစေးဖို့သဘောတူညီခဲ့ပြီလို့အရင်ကအတည်ပြုခဲ့ပေမယ့်နိုင်ငံခြားရေးဝန်ကြီးအဘတ်အာရာချီကတော့အစ္စရေးကတိုက်ခိုက်မှုတွေမရမချင်းတိုက်ခိုက်မှုတွေရစေးမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ အာရာချီကအင်ဂါနီမနက်စောပိုင်းမှာအစ္စရေးကအီရန်ပြည်သူတွေပေါ်တရားဝင်ကြွကြုံမှုကိုတီဟီရန်စံတော်ချင်းအင်ဂါနီမနက်၄နာရီနောက်ဆုံးထားပြီးရတမိန်ဆိုရင်အီရန်အနေနဲ့နောက်ထပ်တုံ့ပြန်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအစ္စရေးကအီရန်ကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းပို့တာမျိုးမရှိတော့ပါဘူး။ကျွန်တော်ရဲ့စီရေလှရှာမှုတွေရဲ့ဆဲဖို့နောက်ဆုံးဆုံးဖြတ်ချက်ကိုနောက်မှချမှတ်သွားမှာပါလို့အရာချီကအစ်မထည့်ရေးခဲ့ပါတယ်။အင်ဖီရောအရာရှိတူကတော့ထရဟာအစ်ရေးဝင်ကြီးချုပ် ပင်ဂျမင်နီတန်ယာဟုနဲ့ဖုန်းပြောဆိုပြီးသဘောတူညီချက်ရယူခဲ့ပါတယ်။အစ္စရေးကလည်းအီရန်ကနောက်ထပ်တိုက်ခိုက်မှုတွေမလုံမချင်းသဘောတူခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ထိုင်းကအစ္စရေးနဲ့အီရန်တို့အနေနဲ့လက်ရှိဆောင်ရွက်နေတဲ့စစ်စင်ရေးတွေကိုအပိသက်ဖို့အချိန်ရအောင်မှဖြစ်ပြီးအဲဒီနောက်မှာအစင်လိုက်အပြစ်ခတ်ရဲစဲမှုစတင်မှဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်အီရန်ကတော့နျူကလ িয়ার လက်နက်အစီအစဉ်ဘယ်တော့မှမရှိခဲ့ဘူးလို့ညင်းဆန်းပေမယ့် အမြင့်ဆုံးကောင်းဆောင် အလီခါမေနီကတော့ကျွန်တော်တို့သာတကယ်လို့ချင်းရင်ကမ္ဘာကောင်းဆောင်တွေကကျွန်တော်တို့ကိုတားနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ဖူးပါတယ်။နျူကလ িয়ার လက်နက်မပြတ်ပွားရေးစာချုပ်မှာပါဝင်ခြင်းမရှိတဲ့ Israel ဟာအရှိလေပိုင်းမှာနျူကလ িয়ার လက်နက်ရှိရဲ့လို့ယူဆရတဲ့တခုတည်းသောနိုင်ငံမှာ Israel ကတော့ဒီအပေါ်မှာဘာမှအတည်ပြုခြင်းညှင်းဆို့ခြင်းမလုပ်သေးပါဘူး။ကာတာဝန်ကြီးချုပ်ရှိုင်းမိုဟာမက်ဘင်အဗ်ဒူရာမန်အယ်သနီယား အီရန်ယာရှိရေးနဲ့ဖုံးပြောဆိုစဉ်တီဟီရန်ရဲ့သဘောတူညီချက်ကိုယာရှိခဲ့တယ်လို့ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးအင်ဂါနီမာရိုက်တာကိုပြောကြားခဲ့ပါတယ်။ American ဒုတိယသမ္မတ JD Vance နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ American အထူးသံတမန် Steve Bakoff တို့ဟာအီရန်ဘက်နဲ့တိုက်ရိုက်ရောတွေ့ဝိုက်ပြီးပါဆက်သွယ်ခဲ့ကြတယ်လို့အင်ဖြူရယာရှိကပြောကြားခဲ့ပါတယ်။အီရန်ရဲ့ကုလသမဂ္ဂမစ်ရှင်ရော ဝါရှင်တန်ရှိအစ္စရေးတန်ယုံမှရိုက်တာရဲ့တိချမဲ့ချက်တောင်းဆိုမှုတွေကိုတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ဒေတာတွင်အခြေအနေဆက်လက်တင်မှာနိုင်ရီအစောပိုင်းကအစ္စရေးရရှိသူကအစ္စရေးနေနဲ့အီရန်မှာသူရဲ့စစ်စင်ရေးကိုမကြခင်ရဲဆဲဖို့အခြေအနေကြောင့်နေအမေရိကန်ကိုလည်းတည်ထောင်စကားကိုပို့ထားကြောင်းပြောခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်နီတန်ယာဟုကတနင်္လာနေ့အစောပိုင်းမှာဆွေးနွေးမှုတွေအပြီးသတ်ခဲ့တဲ့အစိုးရဝန်ကြီးတွေကိုပြည်သူသိအောင်မပြောဖို့မှကြားခဲ့တယ်လို့ Israel Channel ထွေရုပ်သံကဖော်ပြခဲ့ပါတယ်။ Stock Secret တွေကတော့ဒီသတင်းပေါ်အကောင်းမြင်တုံပြန်ခဲ့ပါတယ်။ S&P 500ရဲ့အနာဂတ်ရောင်းဝယ်မှုတွေတနင်္လာနေ့နောက်ပိုင်းမှာ0.4%တလာခဲ့တာကြောင့်အင်္ဂါနေ့မှာ American Stock Secret အမြန်နဲ့စာဖွင့်မယ်လို့ယင်းနှမျက်နှာသူတွေကမျှော်လင့်နေကြပါတယ်။အင်္ဂါနေ့မနက်ပိုင်းအာရှစီကွတ်မှာအမေရိကန်ရေနံစိမ်းရောင်းဝယ်မှုတွေကျဆင်းခဲ့ပြီးတပတ်ကျော်အတွင်းအနည်းဆုံးဆင်ကိုရရှိခဲ့ပါသည် တဟားထွန်းကပြစ်ခတ်ရဲစည်သဘောတင်ကြီးခဲ့ပြီလို့ပြောကြားခဲ့တာကြောင့်ဒေတာတွင်ထောက်ပံ့ရေးပြတ်တောက်မှုစိုးရိမ်ပူပန်မှုတွေရောကြသွားတာနဲ့တဆိုင်ပါတယ်။ဒါပေမဲ့ဒေတာတွင်မှာတော့ဤချမ်းမှုမရှိသေးပါဘူး။ Israel စစ်တပ်ကအီရန်မြို့တော်တီဟီရန်ရှိဒေတာခံတွေကိုနှစ်နာရီတွင်နှစ်ကြိမ်တစ်တိုင်းပေးလို့ရရှိပြောင်းဖို့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တစ်ကြိမ်ကတနင်္လာနေ့နောက်ပိုင်းမှာဖြစ်ပြီးနောက်တစ်ကြိမ်ကတော့အင်္ဂါနေ့မနက်အစောပိုင်းမှာဖြစ်ပါတယ်။အင်္ဂါနေ့မနက်အစောပိုင်းမှာ Israel စစ်တပ်ရေဒီယိုက ပိုလန်ကုန်းမြင့်တောင်ပိုင်းဒေသမှာရန်လိုတဲ့လေရင်တွေဝင်ရောက်လာမှာကိုဆိုရင်လို့နှုတ်ဆက်တွေ့မိခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီအချိန်နေတွင်မတိုင်ခင်တနင်္လာနေ့အစောပိုင်းမှာထိုင်းကအီရန်ကအမေရိကန်လေတပ်စခန်းကိုတိုက်ခိုက်ခဲ့တာကြောင့်ဘယ်သူမှတရားမရခဲ့ဘူးလို့ပြောကြားခဲ့ပြီးရနောက်အစ္စရေးကိုငင်းချင်းဆက်လုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။အီရန်ကကြိုတင်သတိပေးခဲ့တဲ့အတွက်လဲကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဒုတိယပုံအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းချောင်းတွေကတော့အစ္စရေးနဲ့အီရန်အပြေးရမ်းပြီး ရည်နှံစည်းလဲကြသည်အမေရိကန်သမ္မတဒေါ်နယ်ထရန်သည်ခါတာရှိအမေရိကန်စစ်ထနာချုပ်တခုအားအီရန်ကပြန်လည်ပြစ်ခတ်ပြီးရနောက်အီရန်နဲ့အစ္စရေးကြားအပြစ်ရရေးသဘောတူကြောင်းကြေညာခဲ့ပါရ။အမေရိကန်သမ္မတကယင်းအပြစ်ရရေးသည်အမေရိကန်အရှိချမ်းစံတော်ချိန်ည7နာရီမှစတင်အသက်သွင်းမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးတိုက်ခိုက်မှုတပတ်ကျော်ကြာစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့သောကြောင့်နှစ်နိုင်ငံစလုံးကိုခံစားနိုင်စွမ်းတတိနှင့်ညပညာရှိကြောင်းချီးကျူးခဲ့ပါရ။ တနင်္လာနေ့ကစောပိုင်းတွင်အီရန်က၎င်း၏နျူကလ ியர் စရုံများတိုက်ခိုက်ခံရမှုကိုတုံ့ပြန်ရာအမေရိကန်၏အရှိလေပိုင်းအကြီးမားဆုံးနှင့်အကောင်ဆုံးစစ်တပ်အခြေစိုက်စစ်ထနာချုပ်စခန်းကိုတိုက်ချင်းပြေတုံးကြီးများဖြင့်တုံ့ပြန်တိုက်ခိုက်ခဲ့ပါသည်။ထို့ပြင်အီရန်နိုင်ငံရှိစစ်တပ်စခန်းကိုလည်းအီရန်ကပစ်ခတ်ခဲ့ကြောင်းဆိုခဲ့တော်လဲအမေရိကန်ကဒုနီယာတွင်ပြည်သည်တိုက်ခိုက်မှုမှမရှိဟုဆိုပါသည်။တနင်္လာနေ့ကပြည်ရဲ့ပြီး24နိုင်ကြာပြီးပါကတရားဝင်စစ်ပွဲအဆုံးသတ်မည်ဟုထပ်မံကြေညာခဲ့ပါသည်။ အီရန်နိုင်ငံဆိုင်ဝန်ကြီးကအိဆိုရှယ်မီဒီယာပေါ်တွင်အစ္စရေးနှင့်သဘောတူညီချက်မရရှိသေးဟုရေးသားခဲ့ပါသည်။သို့သောအစ္စရေးကတီဟီရန်ချင်းမနက်၄နာရီမတိုင်ခင်တိုက်ခိုက်မှုများရဲ့ဆိုင်းပါကအီရန်ကလည်းတုံ့ပြန်ချက်များဆက်လုပ်ရန်ရည်ရွယ်ချက်မရှိကြောင်းဆိုထားပါသည်။စစ်ပွဲရမည်ဆုံးဖြတ်ချက်ကိုနောက်နှင်းချမှတ်မည်ဟုဆိုပါသည်။စက်ကွန်မြူနီတာပြည်နောက်ထပ်မံရေးသားချက်တစ်ခုတွင်အီရန်၏စစ်စင်ရေးသည်နောက်ဆုံးမိနစ်မနက်၄နာရီထိဆက်လက်လှုပ်ဆောင်ခဲ့သည်ဟုဖော်ပြခဲ့ပြီးနောက်ဆုံး သွေးတဆက်ချန်တီအထိတိုင်းမီကိုကာကွယ်ဖို့အသင်ဖြစ်နေတဲ့ကျွန်တော်တို့ရေပေါ်များအားကျေးဇူးတင်ပါတယ်လို့လည်းပြောကြားခဲ့ပါတယ်။အီရန်ကဟော်မိုးစီလဲကြောင့်ပိန်နိုင်ကြောင်းစိုးရိမ်မှုရှိတော့လဲဈေးကွက်ကအကောင်မြင်လာပါတယ်။တနင်္လာနေ့တွင်ရေနံဈေးကဒက်စီအမေရိကန်ဒေါ်လာ65ထိပြောကျသွားပါတယ်။ကနဦးရင်စစ်ပွဲကြောင့်ဈေးမြင့်ခဲ့တော့လဲတနင်္လာနေ့ကဈေး900ခန်းတော့ထိုးကျသွားခဲ့ရငွေကြေးဖောင်းပွားမီကိုရှော့ချနိုင်ခဲ့ပါတယ်။ထံကလည်းအမေရိကန်နဲ့မဟာမိတ်ရေနံထုတ်လုပ်သူနိုင်ငံများကို ရေနံတိုးထုတ်ပါရေနံဈေးကိုနှိမ့်အောင်ထိန်းထားပါလို့တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလေးကတော့မြန်မာလီတက်ကအုံပြူလာနိုင်တဲ့ဝိုင်းအိလီယန်နစီတရုတ်လီစိန်မှာတရားဆွဲသတင်းလေးကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကုမင်လီစိန်မှာမြန်မာလီတက်ကိုပို့မဲ့ရှန်နေဆိုင် YAF 200W တည်ယူပို့ဆောင်ရေးလေးနဲ့စီကိုတွေ့ရတယ်လို့မြန်မာ witness ကမနေ့ကထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံကလူခွင့်ရေးချိုးဖောက်မှုတွေကိုဂျိုတုပုံရိပ်တွေကတင်တဆင့်စမ်းစစ်ဖော်ထုတ်နေတဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာတွေ့ရတဲ့ဝိုင်းအိနေဆင်ဟာတမတော်လေးလို့ရေးထားပြီးအမီးနံပါတ်က9923နဲ့9924ဖြစ်ပါတယ်။ဒီနံပါတ်တွေဟာမြန်မာလီတန်မှာအရင်ကမရှိခဲ့ဘူးတဲ့အမီးနံပါတ်တွေဖြစ်တယ်လို့မြန်မာ Witness ကဆိုပါတယ်။ဒီလေးနံစင်ရဲ့ဓာတ်ပုံတွေကိုလေးရင်ထုတ်လုပ်မှုအကြီးဆုံးဓာတ်ပုံ website တစ်ခုဖြစ်တဲ့ Jeff Photos မှာ ဒီလအစောပိုင်းကတင်ထားတာတွေ့ရပါတယ်။မနေ့ကဇူလိုင်လတုန်းကလည်းမြန်မာလီတက်ရင် Y8 ငါးကိုးနှစ်နဲ့ပုံကိုမြန်မာကိုမကိုခင်ကုမဲလီစိတ်ကပုံကိုဒီ website ဆာမနာမှာတွေ့ရပါတယ်။ Y8 ငါးကိုးနှစ်နဲ့ကိုစစ်တပ်က2024ဒီဇင်ဘာမှာစတင်အသုံးပြုတယ်လို့မြန်မာ witness ကဆိုပါတယ်။မြန်မာလီတက်မှာ Y8 လေးရင်လေးစီရှီယာကိုမြန်မာစစ်ဘက်ရေးရနိုင်လုံချုံရင်ဆိုင်ရာလီလာရေးအဖွဲ MDS ဆိုင်ရင်မေလာတရနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှတွေ့ရပါတယ် ဝိုင်းအလီရင်တွေကိုစစ်ပြားမြောက်တပ်ဖွဲ့တွေရှေ့ပြောင်းတော့တပ်ဖွဲ့ဝင်တွေရဲ့လေကြောင်းရိခခေရန်လီယန်စီပူဆောင်ရမှာအသုံးပြုတယ်လို့ MDSI ကဆိုထားပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပါစေ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်။